င်္ဂလာပါရှင်ရခုံခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် UWSA ကကိုးကန် MND တောင်း DNLation SSPP တို့ကိုတွေ့ဆုံပြီးစစ်လက်နက်နဲ့ငွေကြေးအကူအညီမပေးတော့ဘူးလို့ပြောလိုက်ပါတယ်မြန်မာနိုင်ငံကိုပို့ဆောင်မဲ့ဒီဇယ်စီလီတာ6000နဲ့ကုန်တင်ကား6စီးကို ထိုင်းစစ်တပ်ကဖမ်းဆီးရရှိတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမအဆုံးတင်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့ဝါတက်ဖွဲ့ UWSA ကကိုကန် MND တအောင် DNL ရှမ်း SSPP တို့ကိုတွေ့ဆုံပြီးစစ်လက်နက်နဲ့ကရိယာငွေကြေးအကူအညီမပေးတော့ဘူးလို့တည်င်းထုတ်ပြန်လိုက်ပါတယ်။ဝပြည်သွေးစည်းညညရေးတက်မတော့ UWSA ကတအောင်တက် DNL ကိုကန်တက် MND နဲ့ရှမ်းတက် SSPP တို့ကိုပန်ဆန်းမြို့မှာ မနေ့ကတွေ့ဆုံခဲ့ပြီး UWSA ရဲ့စည်ရေးဆုံးဖြတ်ချက်အဖြစ် မြည်သည့်လက်နက်နဲ့ကြိယာကိုမျှပံ့ပိုးပေးတော့မှာမဟုတ်ဘူးလို့လည်းထုတ်ပြန်လိုက်ပါတယ်။ဒါအပြင်စေရ လွယ်ကူချုံးမွေစေရမြည်သည့်အဖွဲ့အစည်းကိုမြည်သည့်အကြောင်းပြချက်နဲ့မှမြည်သည့်နေရာ မည်သည့်အချိန်မှာဖြစ်စဉ်ငွေကြေးအကူအညီပေးမှာမဟုတ်ဘူးလို့လည်းတွစ်ဆုံပြောဆိုလိုက်ပါတယ် UWSA အနေနဲ့လက်ရှိအခြေအနေမှာအလွန်ဆိုးရွားတဲ့အခြေအနေကိုရင်ဆိုင်နေရပြီလို့လည်းထုတ်ပြန်လိုက်ပါတယ်အကြက်ဖက်စစ်ကောင်စီကတရုတ်နိုင်ငံနဲ့ပူးပေါင်းကရှမ်းပြည်မြောက်ပိုင်းကတိုင်းဒါလက်နက်ကင်တွေအပေါ်ကိုဖိအားမျိုးစုံပေးနေရမှာအခုနောက်ဆုံး UWSA ရဲ့တွစ်ဆုံဆွေးနွေးပွဲနဲ့ကြေညာချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်ရှင် အေရရီတန်တဲ့တဘောကိုကြည့်အောင်ပါအေရရီတန်ရေကြည်မြို့နယ်အတွင်းစစ်ကြောင်းထိုးဖို့ငင်းဆန်ခဲ့တယ်ခလရ281တရင်မှုကိုစစ်တကပြန်လဲဖမ်းဆီးလိုက်တယ်လို့အနောက်တောင်တိုင်းစစ်တနာချုပ်ကတက်တွင်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ဩဂတ်စ်လအတွင်းရေကြည်မြို့နယ်ဆက်ဆက်ယူကြေးရွာအနီးမှာခလရ29စစ်ကြောင်းကစစ်ကြောင်းထိုးခဲ့တာလည်းဖြစ်ပါတယ်အဲ့လိုစစ်ကြောင်းထိုးစင်မှာတော်လိုင်းတစ်ဖက်တွေကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်ခလရ29တရင်မှု ဗိုလ်ကြီးတဦးနဲ့စစ်မှုတန်တသားတဲ့လေးဦးဟာတည်ဆုံသွားခဲ့ရပြီးစစ်ကြောင်းတစ်ကြောင်းလုံးလည်းတက်ပြန်ဆုတ်ခဲ့ရလို့လည်းသိရပါဗျ။ခလရ29တရင်မှုနဲ့အရာရှိစစ်တီတွေတည်ဆုံပြည့်တဲ့နောက်မှာအနောက်တောင်တိုင်းစစ်နာချုပ်ကဒုတိုင်းမှုရဲလင်အောင်ကရေးကြီးမြို့မှာနေမြေရှိလိမှုအတွက် ပသိမ်အခြေစိုက်ခလရ281တရင်မူကိုထပ်မံအမိန်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ခလရ281တရင်မူကအောက်ခြေရဲဘော်တွေစစ်ပန်းနေတယ်လို့ဆိုပြီးရှေ့တန်းထွက်ဖို့ကိုငင်းဆန်ခဲ့လို့လည်းသိရပါတယ်။အဲလိုခလရ281တရင်မူကရှေ့တန်းထွက်ဖို့ငင်းဆန်တာကြောင့်အမိန်မနာခံဘူးလို့ဆိုပြီး ယူဟာမူဘုံမူကြီးလွင်ထူးမောင်နဲ့ဘုံမူကြီးဇေယမောင်တို့ကဆဲဆူချိန်မောင်းခဲ့ပါတယ်။အဲလိုဆဲဆူချိန်မောင်းတာကိုခလာရ281တရင်မူကပြန်လဲတုံ့ပြန်ရန်ဖြစ်ခဲ့လို့လည်းသိရပါဗါတယ်။အဲဒီနောက်မှာစစ်တပ်ဟာခလာရ281တရင်မူကို အနောက်တောင်တိုင်းစစ်တနာကျောက်ဒုတိုင်းမိုးရဲလင်းအောင်ကိုတိုင်ဖမ်းဆီးခဲ့ပြီးအောက်မတ344ရေကြီးတက်မှာဖမ်းဆီးထိမ့်သိမ်းထားတယ်လို့လည်းသိရပါဗျ။လစ်လက်သွားတဲ့ခလရ281တရင်မိုးနေရာမှာခလရ281ဒုတိုင်ရင်မိုးကျုံဝင်းထုတ်ကိုအစာထိုခန့်လိုက်တယ်လို့လည်းအနောက်တောင်တိုင်းစစ်တနာကျောက်ကတက်တွင်းသတင်းမြစ်ကပြောပါရရှင်။ဒီတခါမှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို အားပေးသူ ပူပေါင်းသူပူပေါင်းပါဝင်ဖို့စီယုံသူဘု து ကိုမစိုးထိရောက်ပြင်းထန်စွာတုံ့ပြန်အရေးယူမယ်လို့တတိပေးချက်ထုတ်ပြန်လိုက်တယ်လို့ဘိတ်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်အမှတ်3တရင်ကရဲဘော်ကိုချန်းကပြောပါရတယ်။အကြက်ဘက်စစ်ကောင်စီမှာစီရေးရအားနည်းတဲ့အတွက် ရှုံးလူရှုံးကင်ဖြစ်နေခြင်းတွင်စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းကအတင်းပေါ်တာဆွဲပြီးပြည်သူတွေကိုစစ်မြေပြင်ကိုပို့ဆောင်ဆစ်လွတ်ခဲ့တာကြောင့်အာနာရှင်တက်မှအင်အားဖြစ်တင်းနိုင်ခဲ့ပြီးတော်လန်ရေးကို အနှဲငယ်အခက်တွေ့စေကာ ကြံ့ကြာစေခဲ့တယ်လို့လည်းဗိခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3တရင်ကတင်းထုတ်ပြန်ထားပါဗျ။လက်ရှိမှာအကြမ်းဖက်ဆက်ရနာရှင်ဟာအတူရောင်ရွေးကောက်ပွဲကိုအတရားဓမ္မဆောင်ရွက်ကသူတို့ရဲ့ရက်ဆက်ရုံမှမှုတွေကိုဖုံးကွယ်ပြီးတရားဝင်မှုဖြစ်အောင် တိစောက်နေတာကြောင့်ဗိခရိုင်အမှတ်3တရင်အနေနဲ့အာနာရှင်အလိုကျအတိုင်းမဖြစ်ပေါ်ရလေအောင်ပြင်းပြင်းထန်ထန်ဆောင်ရွက်မယ်လို့လည်းတတိပေးထားပါဗျ။အဲဒီကြီးညာချက်ကိုမလိုက်နိုင်ရင် ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေအတွက်မလိုက်နာသူရဲ့တာဝန်သားဖြစ်တယ်လို့လည်းပြည်သူကကွယ်တယ်မလို့ဘိတ်ခရံအမှတ်3တရင်ကတတိပေးထားပါရှင် စကန်းသတင်းတပုတ်ကိုကြည့်အောင်ပါစကန်းတိုင်းမော်လိုက်မြို့နယ်ထော်သာကျေးရွာစစ်စကန်းကိုတော်လန်းတက်တွေကသိမ်းပိုက်ရရှိခဲ့ရမှာပြူစောတီခေါင်းဆောင်အပါဝင်ပြူစောတီနဲ့မိသားစုဝင်190ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့အမတ်တစစ်ဒေသကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဩဂတ်စာ15ရက်နေ့မှာစကိုင်းတိုင်းမော်လိုက်ခရိုင်မော်လိုက်မြို့နယ်ကပြူခေါင်းဆောင်အပန်ဦးစီးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အခြေချနေထိုင်နေတဲ့ထော်သာရွာ ပြူစော်တီစခန်းကိုမော်လိုက်ခင်ကတန်ရင်နှစ်လေးနဲ့ဖောင်းပြင်မြို့နယ်ပကဖပူပေါင်းအဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့မော်လိုက်မြို့နယ်ပကဖကလည်းထောက်ဖို့အဖြစ်ပါဝင်ခဲ့တယ်လို့အမှတ်၁စစ်ဒေသကတရားဝင်သတင်းထုတ်ပြန်ပါတယ်။အဲ့ဒီထော်တာရွာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နေစဉ်အတွင်းမှာချင်းတွင်းမြေကြောင်တိုင်းစုံစင်းလာတဲ့ဖလက်ခွန်တွေပေါ်ကနေစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၁၃၀ခန့်နဲ့တောင်အင်းရွာက စစ်အင်အား90ခန်းဟာစစ်ကိုပေးဖို့အတွက်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးမှလည်းတော်လန်းတပ်တွေကထော်သာရွာကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့လို့လည်းသိရပါဗါးအဲဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအလောင်း3လောင်းကိုရရှိထားပြီးကိုဟာထိကတန်ရရှိခဲ့သလိုပြူစောတီခေါင်းဆောင်အဲပန်အပါဝင်ပြူစောတီတွေရဲ့မိသားစုဝင်190ဦးကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။တိုက်ပွဲတွေမှာပြူစောတီအဖွဲ့ဝင်အယောက်20ခန့်ကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့လို့လည်းသိရပါတယ်။ စစ်စကန်တွင်းကနေ60မမစင်ပြောင်းတဲ့ RPG အပါအဝင်လက်နက်23လက်ခဲရန်အချို့နဲ့ငွေကျပ်350ကျော်ကိုတင်ဆက်ရမည်လို့လည်းသိရပါဗါးတိုက်ပွဲဖြစ်ပွားနေချိန်မှာလည်းတရံဝူလီဒက်ကနေတက်လာတဲ့ YAK 130တိုက်လင်းတစ်စီးနဲ့ဘုံနှလုံးကိုကျဲချတိုက်ခတ်ခဲ့ပြီးစစ်ရေရင်တွေပေါ်ကနေလည်း drone နဲ့စစ်ကိုဘုံကျဲတိုက်ခတ်ခဲ့လို့လည်းသိရပါဗါးရှင့် ဒီတစ်ခါမှာတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောင်ပိန်ရွာကိုအကျန်းဖက်စစ်တပ်ကလေကြောင်းလက်လက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ခလင်းငယ်တွေအပါအဝင်စစ်ဘေးရှောင်ပြည်သူ20ဦးထက်မနည်းဟာသေဆုံးခဲ့ရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။ဩဂတ်စ်လ20နေ့မနေ့9နာရီခွဲလောက်မှာအကျန်းဖက်စစ်တပ်ဟာနောင်ပိန်ဇေဒီနီးကိုလေကြောင်းနဲ့နှစ်ကြိမ်ဘုံကျတိုက်ခိုက်ခဲ့ပြီးလက်လက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရပါဗျ။အဲတိုက်ခိုက်မှုအတွင်းမှာခလင်းငယ်တွေအပါအဝင် ြည်သူ20ဦးထံမှနေဟာထိခိုက်သေဆုံးခဲ့ပြီးဒဏ်ရရှိသူအရေအတွက်ဟာပုံမများပြားနိုင်တယ်လို့လည်းသိရပါတယ်။လက်ရှိအချိန်မှာနောက်ပိုင်းရွာကပြည်သူတွေအားလုံးဟာထွက်ပြေးတိမ်းရှောင်နေရပြီးမြေပြင်မှာလည်းအကြမ်းဖက်စစ်တပ်နဲ့တော်လှန်တပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်နေရလို့လည်းသိရပါတယ်။ဂျပန်စစ်တပ်ကဩဂတ်လ17ရက်နေ့မှာ နောင်ပင်ရွာနဲ့တမိုင်ခန့်သာကွာဝေးတဲ့ထန်းပင်ကုန်းရွာကိုအင်အား800ခန့်ပါရောက်ရှိလာပြီးတဲ့နောက်မှာလက်လက်ကြီးတွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဘဂဝတန်တဘောကိုတင်ဆက်ပေးကြပါရစေ။ဘဂိုးတိုင်းပောက်ခေါမြို့နယ်ကကျေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ။စစ်တပ်လေးတီးနဲ့ဘုံးစနှလုံးကိုကျဲချတိုက်ခိုက်တာကြောင့်ကလေးငယ်တို့အပါအဝင်ပြည်သူ၂ဦးဟာသေဆုံးခဲ့ကြောင်းဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ဩဂတ်စာ19ရက်နေ့မနေ့17:15မိနစ်ချိန်ကတဲကုံမြို့ဘက်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေးတီး၄စီးက ပေါက်ခေါင်းမြို့နယ်ကြောက်ပြန်သာရွာနယ်ဖလံပင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဘုံစံနှလုံးကိုကျဲချတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ကျပက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခတ်မှုအတွင်းမှာကြောက်ပြန်သာရွာကတားဖဖြစ်သူအသက်38နှစ်အရွယ်ရှိတဲ့ဦးသိန်းစုံနဲ့အသက်7နှစ်အရွယ်ရှိတဲ့မောင်သက်ပိုင်စောတို့ဟာပွဲချင်းပြီးတည်ဆုံခဲ့ပြီးပြည်သူ၄ဦးလည်းထိခိုက်ဒဏ်ရာရှိကတအူးမှာဒဏ်ရာအခြေအနေစိုးရိမ်နေရတယ်လို့လည်းဒေသပြည်သူတွေကပြောပါတယ်။ ဖလန်ပင်ရွာမှာတော့ပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းနေအိမ်အချို့ပျက်စီးခဲ့တယ်လို့လည်းသိရပါဗျ။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်တေဆုံးသွားခဲ့တဲ့တားဖာနှစ်ဦးရဲ့ရုပ်အလောင်းတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲတကြိုလိုက်တယ်လို့လည်းသိရပါဗျ။အလားတူဩဂတ်စ15နေ့ကလည်းတဲကုံမျိုးဘက်ကနေတက်လာတဲ့အကြက်ဖက်စစ်တပ်ရဲ့စစ်တပ်လေတီနှစီကကျင်းချောင်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပေါင်300ဘုံဒီလေးလုံးကိုကျဲချတိုက်ခတ်ခဲ့တာကြောင့် ပြည်သူ6ဦးဟာတေဆုံးက9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ထိုင်းနိုင်ငံတက်ခရိုင်ဖုတ်ဖရမြို့နယ်မှာနှစ်နိုင်ငံနေဆက်ဖြတ်ကျော်ကတရားဝင်ခိုးထုတ်ဖို့ပြင်ဆင်နေတယ်ဒီဇယ်စီလီတာ6000နဲ့ကုန်တင်ကား6စီးကိုဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ် ဩဂတ်စ19ရက်နေ့ည8:00နာရီအချိန်ခန့်ကထိုင်းအာနာပိုင်တွေပူပေါင်းကစစ်ဆေးမှုပြုလုပ်နေစဉ်တွင်ဒီဇယ်စီတွေတင်ဆောင်ထားတဲ့ကုန်တင်ကား6စီးကိုဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်စစ်ဆေးချက်တွေအရဒီဇယ်စီတွေကိုတာပေါ်လင်ဇာတွေနဲ့ဖုတ်ထားပြီး မြန်မာနိုင်ငံဘက်ကိုပို့ဆောင်မှုတည်လာတာဖြစ်တယ်လို့လည်းသိရပါဗါအဲ့ဒီကုန်တင်ရင်မောင်း6ဦးကိုဖော့ဖရမြို့နယ်ရဲစခန်းမှာထိန်းသိမ်းထားပြီးဥပဒေနဲ့ညီဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့လည်းထိုင်းသတင်းဌာနဖော်ပြချက်အရသိရှိရပါဗါဖန်စီခံရသူတွေဟာထိုင်းသတင်းတွေမှာအမည်ဖော်ပြချက်အရထိုင်းနာမည်တွေဖြစ်ကြပြီးမြန်မာနိုင်ငံတွင်းကိုဒီဇယ်စီတွေကိုဘလို့တည်မယ်ဆိုတာကိုဖော်ပြထားတာမရှိပါဘူးရှင်ဟုတ်ကဲ့ပါရှင် ဒါအရရင်ကုန်ခစ်တဲ့ရဲ့မနက်ခစ်တဲ့ရင်ကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ thank you